မနိုင်ငံကခရိုနီဂျီတွေထက်ပိုပြီးတော့ချမ်းသာကြောင်း black cat ကိုပြပြီးတော့ထုတ်ကြွားလိုက်တဲ့ smile ရင်းသမားအားလုံးပဲမင်္ဂလာပါရှင်။စမိုင်းကတရုတ်ဆောင်ဘဝကနေတန်းကျွယ်တတိကြီးဖြစ်အောင်အောက်ချီကနေပြီးတော့ကြိုးစားလာခဲ့ရသူဖြစ်တာကြောင့်သူရဲ့ကျွယ်ဝချမ်းသာမှုတွေအတွက်အယံကိုခုံယူရတဲ့သူဖြစ်ပါတယ်။အလုတ်ကြိုးစားတဲ့အချိန်မှာလဲပင်ပန်းခဲ့ပြီးတော့အခုချိန်မှာဆိုရင်တော့ငွေကြေးပြည့်စုံလာတဲ့အခါပင်ပန်းရတာနဲ့တန်အောင်သုံးနေတဲ့သူလို့လည်းပြောလို့ရပါတယ်။ဒီချိန်နဲ့ဒီချိန်မရိုးနိုင်အောင်ထုတ်ကြွားတတ်တဲ့စမိုင်းကဒီတစ်ခါမှာထူးထူးခြားခြားကြွားလုံးထုတ်လာတာကတော့ black cat ဖြစ်ပါတယ်။ ဘလိုက်ကတ်ကိုပိုင်ဆိုင်ထားတဲ့သူကမထင်ထားတော့အောင်ကျွဲဝချမ်းသာသူဖြစ်ပြီးတော့ကဘာပေါ်မှာအခွင့်ထူးခံခွင့်ရှိတဲ့သူတွေပဲလက်ဝယ်ရရှိထားတဲ့ကတ်ဖြစ်ပါတယ်ဒီကတ်ကိုရှိယုံတဲ့တကယ်ပါလုံးကိုပတ်ပြီးတော့လိုချင်တာမှန်သမျှအရာအားလုံးကိုဝယ်နိုင်တဲ့အပြင်ငွေကြေးအင်အားရှိသူတွေအဖြစ်မြင်သူတိုင်းကရှိန်သွားကြပါတယ်ဘလိုက်ကတ်ကငွေကြေးချမ်းသာသူတိုင်းပိုင်ဆိုင်နေတဲ့ကတ်မဟုတ်ပဲအင်မတီအင်မတန်ချမ်းသာကျွဲဝတဲ့လူကုန်တန်တွေပဲကိုင်နိုင်တာဖြစ်ပါတယ် လက်ကက်ကင်ထားတဲ့သူကိုမြင်ယုံနဲ့အရှိန်ဝါကြီးသူဖြစ်မယ်အလိုအလျောက်နားလည်သွားကြပါရင်ဒီလိုပါဝါကြီးတဲ့ black cat ကိုတော့မြန်မာနိုင်ငံကရုပ်ရှင်မင်းသမီးဖြစ်တဲ့ smile ကပိုင်ဆိုင်ထားပါတယ်မြန်မာနိုင်ငံမှာ black cat ကိုကိုင်နိုင်တဲ့လူဦးရေကတော့လက်ချိုးရေထွက်လို့ရလာတဲ့အထီးကိုနေပါပါတယ် smile ကသူ့ရဲ့ချမ်းသာကြွယ်ဝမှုကတာမန်မဟုတ်ပဲ american ကတထေးကြီးတွေနဲ့အပြိုင်ချမ်းသာကြောင်းကိုကက်လေးကိုထုတ်ပြီးတော့ပြသလိုက်တာဖြစ်ပါတယ် smile က black cat ဆိုပြီးတော့ အနေအောင်ကလေးကိုထုတ်ပြလိုက်တဲ့အချိန်မှာသူရဲ့ကြွယ်ဝချမ်းသာမှုကခံမလို့မရအောင်များပြားချောင်းကိုပြိသက်တည်းရလဲတိတ်သွားပြီးတော့အံ့ဩနေကြတယ်။လွန်ခဲ့တဲ့အကယ်ဒမီဘေးဖွဲတုန်းကနမေကြီးမင်းသမီးဖြစ်တဲ့ဝင်းမုံရွှေရ သိန်းပေါင်း3သိန်းတန်ကျောက်စိမ့်ပတိကိုဆွဲလာခဲ့တာကြောင့်အားလုံးကအံ့ဩပြီးတော့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကအရန်များပြားနိုင်ကြောင်းခံမမ်းမိသွားကြပါတယ်။ဝမ်မုံရွှေကြီးကတော့ smile လို့တိတက်မကြွားပေမဲ့လူအများစုစိတ်ဝင်စားကြတဲ့ Academy ဘေးပွဲမှာသိန်းပေါင်း3သိန်းတန်နဲ့ပတိကြီးကိုထုတ်ကြွားလိုက်တာဖြစ်ပါတယ်။ပတိတကုံးနဲ့အတွက်သိန်းပေါင်းသိန်းချီပြီးတော့အကုန်ကျခံနိုင်တဲ့ဝမ်မုံရွှေကြီးကနိုင်ငံသားအသင်းဌာနတွေမှာလည်းဖော်ပြခံခဲ့ရပါတယ်။ အဲ့ဒါကြောင့် smile ကလည်းအားကြမခံသူ့မှာလည်း blanket ရှိရဆိုပြီးတော့ကဘာပေါ်ကလိုချင်သမျှအရာအားလုံးကိုဝယ်နိုင်ုံမကကိုပိုင်ဂျက်လင်ရင်မှာပိုင်ဆိုင်နိုင်ကြောင်းထုတ်ကြွားလိုက်တာပါ smile ရဲ့ကြောကချမ်းသာမှုကများပြီမေ fashion နဲ့ပတ်သက်ရင်တော့မကြာခဏဝေဖန်ခံနေရပါတယ် smile ရဲ့အဝတ်အစားတွေကအတန်ပိုးကြီးမားပေမဲ့လည်းသူနဲ့မလိုက်ဖက်ကြောင်းအပြောခံရတဲ့အပြင်အိမ်ထဲမှာပဲအဝတ်အစားတွေကိုဝတ်ပြီးတော့ချစ်ချောရိုက်နေတာကြောင့်သွားစရာမရှိဘူးလားဆိုပြီးတော့ခဏခဏအမေးခံရပါတယ် smile ကသူ့ကိုဝေဖန်ကြတာကိုသိရကြ ောင့်အားလုံးကိုပဲဆက်အဟောင်းသားဖြစ်သွားအောင် blanket ကိုထုတ်ပြလိုက်တာဖြစ်ပါတယ်။သူရဲ့ပိုင်ဆိုင်မှုတွေကိုတစ်ခုပြီးတစ်ခုကြွားပြနေတဲ့ smile ကနောက်ထပ်ကြွားစရာတွေလည်းအဆင်သင့်ရှိနေပါတယ်။မြန်မာနိုင်ငံကတတိယကြီးတွေထက်အစပေါင်းများစွာကျွယ်ဝချမ်းသာကြောင်းကိုကလေးတစ်ခုတည်းနဲ့သွေးဝိုက်ပြီးတော့ဖော်ပြလိုက်တဲ့ smile အပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါဦး။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်။